ားလုံးဝမင်္ဂလာပါဗျာခုတခါမှာတော့ကလေးပြောက်တာကိုပြန်သွေးတော့မိဘကမပြောတယ်လို့ဖြစ်နေလို့ဝေဖန်နေကြတဲ့ဗီဒီယိုပိုင်းကိုတင်ပြပြလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country online channel မှာပြန်လေကြိုတင်လိုက်ပါတယ်ဗျာတမီးနာမည်အန်ဒီကိုပြန်ပြောနော်စုမြတ်အောင်ဖေဖေနာမည်ကိုသိလားဘယ်သူတော့ဖိုးရေဖိုးရေလို့ခေါ်ရနော်မိမိနာမည်ရော မိုးမေတမီးကိုဒီဈေးထဲကိုလာထားသွားတာတမီးနဲ့ဘာတော်လဲမတော်တဲ့တမီးလို့ပြနေတယ်ဘာမှမတော်ဘူးအတော်လို့အတော်လားဘူးလို့အန်တီအခုတမီးကို Facebook မှာတင်ပေးမယ် TikTok မှာလည်းတင်ပေးမယ်တမီးဖေဖေတွေမေမေတွေနဲ့ပြန်တွေ့ရအောင်နော်ပြန်တွေ့ကြလားနော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာကလေးလေးတယောက်ကိုကျမတို့ထောက်ချက် ဈေးထဲမှာထားခဲ့ပါတယ်။သူ့လာထားတဲ့အမျိုးသမီးကဘိုက်ကြီးလို့လည်းပြောပါတယ်။ကျမအခုမှတွေ့လို့အခုပဲဗီဒီယိုရိုက်ပြီးတော့အဲကျမရဲ့သမီးတယောက်ကြီးကျမရဲ့ဒီထဲကပေါ့နော်။အဲ friend နေနေ share ပြီးတော့ကူညီပေးပါအောင်။တာသမီးချင်းကိုချင်းစားပြီးတော့ကျမလည်းကျမသမီးလေးရွယ်လေးဆိုတော့တနာလို့ပေါ့နော်။အဲ့ဒါဒီမှာ Facebook ဗီဒီယိုလေးရိုက်ပြီးတင်ထားပါတယ်။ကူညီပေးပါအောင်နော်။လောလောဆယ်တော့ကျမတို့အတိဒီ anti ကြီးနားမှာထိမ့်သိမ်းထားပါတယ်ရှင်။ဟုတ်လားနေဖေးနဲ့မေးလာအဲ့ဒါဟုတ်လားသမီး။ cũng mong rồi <laughs> chứ cũng mong rồi <laughs> là tôi về này mèo rồi mà cô ly đâu một thêm một nhiều cô ly phone này Thank you. မင်္ဂလာပါရှင်အမဒီ comment လေးကို reply ပြန်ပေးချင်ပါတယ်เนาะအမအိုက်ကလေးလေးကိုပေါ့เนาะအမတို့ထောက်ပြန်စီထဲမှာထားခဲ့လို့အမကဟို TikTok မှာရောပေါ့ Facebook မှာရော friend တွေများတယ်ကျမကူပြီးတော့ဒီ post လေးတင်ပေးမယ်ဆိုရင်အမတင်ပေးဖြစ်တာပေါ့เนาะအဲကလေးလေးအမေကစက်ယုံစင်းရတယ်အိုက်ကလေးလေးကိုခေါ်ရတဲ့မိန်းမဗိုက်ကြီးတယ်ဆိုတာဟန်ဆောင်ထားတာတဲ့အဲနောက်တစ်ခုကကြတော့အိုက်ကလေးလေးကိုခိုးရတဲ့မိန်းမသူ့အဖေလေးအမေကိုဖုန်းဆက်တယ်ဖုန်းဆက်ပြီးတော့ပတ်စံလွှဲပေးပါဆိုတော့သူတို့စက်သိန်းလွှဲပေးလိုက်ရတယ်လို့လည်းပြောပါတယ်ရှင်အဲသူတို့တွေကပေါ့เนาะအဆင်မပြေတဲ့မိသားစုပါကောင်မလေးကစက်ယုံစင်းရတယ်သူ့အဖေကတော့ဂျာပန်ပေါ့เนาะ အဲ့လိုလောက်ရတဲ့မိသားစုပါအဲသူတို့အဆောင်မှာငှားနေရင်လည်းအဲ့ဒီအဆောင်ကလူတွေရှီရလဲပတ်စံလိုက်ချီဟိုချီတီရှိနေပတ်စံ၁၀သိန်းလွှဲပေးလိုက်ရတယ်လို့လည်းပြောပါတယ်အမအဲ့ဒီဗီဒီယိုဖိုင်လေးကိုအခုတင်ပေးပေးနော်အမလည်းအလုံးနဲ့များနေတာနဲ့အခုမှကောမန့်လေးတွေကြည့်ပြီးတော့အဲ ကလေးအမေကိုတချို့ကစိတ်ထဲမှာပေါ့နော်ဟိုဘလူကြီးလဲဘလူကြီးလဲပြောနေလို့ပါသူ့အမေလဲသူ့ကလေးကိုတွေ့တော့ငိုငိုရလွန်းလို့ပေါ့နော်သူ့မှာမျက်ရည်တောင်မထွက်နိုင်တော့လို့ပျော်နေတဲ့ရုပ်ကလေးပါရှင်သူ့သမီးလေးကိုတွေ့တော့သူ့မှာဘလောက်တောင်ပြောကျမလဲကိုချင်းစားတယ်ကျမမှာသမီးလေးလည်းရှိတယ်ဘဲရောက်ပါကျမသမီးလေးဒီမှာကျမသမီးလေးဆိုလဲသူ့လိုအရွယ်လေးပဲကျမသားသမီးချင်းကိုချင်းစားပြီးတော့ကျမအဲ့ဒီ post လေးကိုတင်ပေးလိုက်တာအဲညာတွင်းချင်းပဲပြန်တွေ့ွားရတယ်ပေါ့နော်အကလေးသူ့ အဖေဆိုရင်လည်းမာကြီးရဲ့ကျေးဇူးတင်လိုက်တာထိုင်တော်ကတော့တယ်အဲမမကတော့ပါနဲ့ရပါတယ်သာသမီချင်းကိုကျင်းစာလို့အမအကူညီပေးတာပါလုပ်ပေးတာပါမအတွက်ဘာမှပန်းချီတဲ့ကိစ္စတွေတခုမှမပါပါဘူးလို့ညာ10နာရီ17နာရီလောက်ထိတော့အကိစ္စလေးကိုကျွန်မအကူညီပေးလိုက်ပါတယ်ရှင်ပြေပြေနဲ့မမေပြန်တွေ့ပြီနော်နော်သမီးပြော်လားပြော်တယ်နော်အန်ဒီစိတ်ချလေးမာသူ့ဖေနဲ့သူ့မေပါရှင်ကဲမောင်လေးပြောပြလိုက်တော့မာကြီးပြောရင်မောလို့ကလေးကိုဘယ်လိုဖြစ်သွားလဲဆိုတာ လေးကိုကျွန်တော်ရရတယ်ကလေးကိုပို့ရတယ်ကျွန်တော်လည်းပြဿနာဆက်နေပြီးကလေးကိုအဲ့လိုပြထားပါပါဟုတ်ပြီနော်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဆက်တော်ပေးရတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အမတို့လည်းနော်ကိုကိုကလေးကိုကယူဆောင်နော်ဒါလည်းပြဿနာဆက်ပေးတာအေးပါ